အောင်မြင်မှုဆိုတာကိုမွေးရပါအရေးကြီးပေါ်မှာပဲမူတည်တယ်လို့အများစုကထင်ကြတယ်လေ။ဒါပေမဲ့တကယ်လို့အောင်မြင်မှုကိုအရေးချင်းထက်တောင်ပိုပြီးတိတိကျကျခတ်မှန်းနိုင်တဲ့တခြားစွမ်းအားတစ်ခုရှိနေတယ်ဆိုရင်ရောအဲဒီနေ့မှာတော့အဲ့ဒီစွမ်းအားအကြောင်းကိုပဲရှင်းပြသွားမှာပါ။အရင်ဆုံးစီးပွားရေးလောကကိုဆယ်စုနှစ်နှစ်ကြီးပြီးလွှမ်းမိုးခဲ့တဲ့အတွေ့အခေါ်တစ်ခုကိုကြည့်ကြည့်ရအောင်။ဆိုလိုတာကတော့ A players လို့ခေါ်တဲ့အတော်ဆုံးလူတွေကိုစုစည်းနိုင်ရင်အောင်မြင်မှုကအလိုလိုရောက်လာမယ်ဆိုတဲ့ယုံကြည်ချက်ပေါ့။ဟုတ်ပါတယ်။ မက်ကင်စီလိုထီးတန်းကုမ္ပဏီကြီးကတော့ဒါကိုအရေးအချင်းအတွက်စစ်ပွဲဆိုပြီးတင်စားခေါ်ခဲ့တာပါဒါပေမဲ့အန်အော်ဆီယာကောင်တာကအဲ့ဒီလူတော်ဒီပဲစုမယ်ဆိုတဲ့အတွေ့ခေါ်ကိုအပြင်းထန်ယုံကြည်ခဲ့တဲ့အန်ရန်ကုမ္ပဏီဟာတမိုင်းမှာအကြီးမားဆုံးဒေဝါလီခံမှုတွေထဲကတစ်ခုနဲ့အဆုံးသတ်ခဲ့ရပါတယ်ဒီနေရာမှာပဲစဉ်းစားစရာဖြစ်လာတာကအရေးချင်းကိုပဲဒီလောက်အလေးထားတာကဘာလို့မြက်ဒီလောက်ကြီးတဲ့ကြဆုံမှုစီကိုဦးတည်သွားရတာလဲအဲ့ဒီမိကုန်းကမင်းဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာရဲ့အဓိကအချက်ဖြစ်လာမှာပါ အရေးချင်းကအပြေမဟုတ်ဘူးဆိုရင် တကယ်အောင်မြင်မှုရဲ့ရိုးဝတ်ချက်ကဘာများဖြစ်မလဲ။ကဲဒီပို့စာကို အတူတူအပြေရှားကြည့်ကြရအောင်။ပထမဆုံးအနေနဲ့ grace ဆိုတာဘာလဲ။အောင်မြင်မှုရဲ့ပျောက်ဆုံးနေတဲ့အစိပ်ပိုင်းတို့ပြောလို့ရတဲ့အဲ့ဒီ grace ဆိုတာကိုအရင်ဆုံးအတိတ်ပဲဖွင့်ကြည့်ကြရအောင်။ grace ဆိုတာတကယ်တော့တိတ်မရှုပ်ထွေးပါဘူး။ဒါဟာစိတ်အားထက်သန်မှုနဲ့ဇွဲလုံလဒီနှစ်ခုကိုပေါင်းဆက်ထားတာပါ။ဒါပေမဲ့လေအရေးကြီးတဲ့ချက်ကဒီစိတ်အားထက်သန်မှုနဲ့ဇွဲလုံလဟာ ခနာရာရီမန်းချက်တည်းအတွက်မဟုတ်ပဲနဲ့တကက်ကိုရေရှည်ပန်းတိုင်နေစီကိုဥတည်နေဖို့လိုအပ်တာပါပဲဆိုတော့အဓိကတော့ချက်ကခနာရီရှိမှုပါပဲဒါကလေမီတာဒီလာအပြေးပြိုင်ပွဲလိုတဟုန်ထိုးပြေးပြီးခနာလီနဲ့ပန်းဝင်သွားတာမျိုးမဟုတ်ပါဘူးမာရသွန်ပြေးပွဲတစ်ခုလိုပါပဲနေ့စဉ်နေ့တိုင်းတဆိုင်မမနဲ့ရှေ့ကိုဆက်လန်းနိုင်တဲ့စိတ်ကြခွန်အားမျိုးကိုဆိုလိုတာပါဒီမှာ grid ရဲ့စေအားထက်သန်မှုဆိုတဲ့အပိုင်းကိုအစ်ကောင်းရဲ့ဥပမာလေးနဲ့ရှင်းပြထားတာတွေ့ရမှာပါ။ ကျွန်တော်တို့ပြောနေတဲ့စိတ်အားထက်သန်မှုဆိုတာဟိုကောင်းကင်မှာတခဏတာဝင်းကနေလင်းပြီးပျောက်ွယ်သွားတဲ့မီရှူမီပန်းလိုစိတ်လုရှားမှုမျိုးမဟုတ်ပါဘူးအဲ့ဒီအစားကိုယ့်ရဲ့ရေရှည်ခရီးအတွက်မှန်ကန်တဲ့လမ်းကြောင်းကိုအမြဲတမ်းညွှန်ပြနေတဲ့တန်လိုက်အိမ်မြောင်တစ်ခုလို့ခိုင်မာပြီးတည်ငြိမ်တဲ့စိတ်အားထက်သန်မှုမျိုးကိုဆိုလိုတာပါ Okay, grit ဆိုတာဘာလဲဆိုတာတော့ကျွန်တော်တို့သိသွားပြီ။အခုဘာကြောင့်ဒါကအရေးအချင်းသက်တောင်ဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုခိုင်မာလက်တည့်အထောက်အထားတွေနဲ့ကြည်လိုက်ကြရအောင်။ ီစကားကိုဘယ်သူပြောခဲ့လဲဆိုတော့လေတခြားသူမဟုတ်ပါဘူး။တမိုင်းမှာအကြီးအကျယ်ဆုံးတီးပြန်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Charles Darwin ကိုတိုင်ပါပဲ။အန်အိုးဖိုကုန်းတာကသူကသူ့ကိုယ်သူဉာဏ်ကြီးရှင်လို့တကားမှမတတ်မှတ်ခဲ့ဘူး။အဲ့ဒီအစားဇွဲနှဖယ်နဲ့တူရီကြိုးစားတတ်တဲ့ Florida တယောက်အဖြစ်ပဲမြင်ခဲ့တာပါ။ဒါကဇွဲလုံးလိုက်ရဲ့စွမ်းအားကိုတကယ်ကိုပဲထင်ထင်ရှားရှားဖော်ပြနေတာပါပဲ။ဒီမှာ David Long ရဲ့ဇာတ်လမ်းကိုကြည့်လိုက်အောင်။အစပိုင်းမှာသူဟာတင်ချာ တောင်မှအတန်းမှာပဲနေရရခဲ့တဲ့ကြောင်သားတယောက်ပါ။ဒါပေမဲ့သူလက်မလျှော့ခဲ့ဘူး။မစုံမနစ်ကြိုးစားမှုကြောင့်အခုဆိုရင်ဘာဖြစ်နေပြီလဲ။ဒုံပြန်တစ်ပံပညာရှင်တယောက်ဖြစ်နေပါပြီ။ဒါဟာရေရွှေဇွဲလုံလကအစပိုင်းမှာလူတွေတတ်မှတ်ထားတဲ့ရေချင်းဆိုတာတွေကိုဘယ်လိုကျော်လွှားနိုင်လဲဆိုတာကိုပြနေတဲ့အကုန်းဆုံးဥပမာတစ်ခုပါပဲ။ဆိုင်တူအန်ဂျလာဒေါကဝတ်ကအမေမို့ကိုဒီလိုရိုးရှင်းတဲ့ညီမချင်းတစ်ခုနဲ့ဖော်ပြခဲ့ပါတယ်။သိချလေးချီချီလိုက်ပါ။စူးစမ်းအားထုတ်မှုဆိုတဲ့စကားလုံးမှာညီမချင်းတစ်ခုလုံးမှာပါနေတာကိုတွေ့ရမှာပါ။ ပရမတ်ခါကအရေးချင်းကိုကျွမ်းကျင်မှုဖြစ်ပြောင်းလဲပြီးတယ်။ပြီးတော့ဒုတိယတစ်ခါမှာအဲ့ဒီကျွမ်းကျင်မှုကိုမှအောင်မြင်မှုဖြစ်ထပ်ပြီးပြောင်းလဲပြီးပြန်ရော။ဆိုတော့ကြိုးစားအားထုတ်မှုကနှစ်ခါအရေးပါနေတာပေါ့။ဒါကတကယ့်ကိုအဓိကကျတဲ့အချက်ပါပဲ။ကဲတရင်းကောင်းတစ်ခုကတော့ grit ဆိုတာမွေးရပါဗီဇာမဟုတ်ဘူး။တင်ယူလေးချင်းလို့ရရဲကျွမ်းကျင်မှုတစ်ခုဖြစ်တယ်ဆိုတာပါပဲ။ဟုတ်ပြီ။ဒါဆိုအဲ့ဒါကိုဘယ်လိုပြောထောင်ရမလဲဆိုတာကြည့်လိုက်ကြရအောင်။ grid ကိုပြောထောင်ဖို့အတွက်ရှင်းလင်းတဲ့အဆင့်၃ဆင့်ရှိပါတယ်။ပထမဆုံးကခိုင်မာတဲ့ရည်ရွယ်ချက်တစ်ခုရှိဖို့လိုတယ်။ဒုတိယကစူးစိုက်လေ့ကျင့်မှုလုပ်ရမယ်။နောက်ဆုံးတစ်ခုကတော့ကြီးထွားမှုစိတ်တဘောထားကိုမွေးမှုထိုးပါပဲ။ Um စူးစိုက်လေ့ကျင့်မှုဆိုတာကနိုင်ပေါင်းများစွာအချင်းကုန်ခံပြီးလေ့ကျင့်နေုံတက်တက်ကိုပြောတာမဟုတ်ပါဘူးနော်။ကိုယ့်ရဲ့အားနည်းချက်ကဘာလဲဆိုတာကိုအရင်ရှာရမယ်။ပြီးမှအဲ့ဒါကို တိုးတက်အောင်လုပ်ဖို့ကြီးမန်းချက်ထားပြီးတုံ့ပြန်ချက်တွေဝေဖန်ကြံပြုတ်ချက်တွေရယူပြီးအာယုံစုဆိုင်မှုအပြည့်နဲ့စ조사အားထုတ်တာမျိုးကိုဆိုလိုတာပါ Great ကမွေးမြူဖို့အတည်းအရေးကြီးဆုံးအချက်ကတော့ကြီးထွားမှုစိတ်တဘောထား growth mindset ရှိဖို့ပါပဲ과차ချက်ကရှင်းရှင်းလေးပါပုံတွေစိတ်တဘောထားရှိတဲ့သူတွေကအရေးချင်းဆိုတာမွေးရပါပဲပြောင်းလဲလို့မရဘူးလို့ယုံကြည်ကြတယ်ကြီးထွားမှုစိတ်တဘောထားရှိတဲ့သူတွေကတော့ 調査အားထုတ်မှုနဲ့အတူကိုယ်ရဲ့စွမ်းရည်တွေကိုအမြဲတမ်းတိုးတက်အောင်လုပ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီယုံကြည်ချက်ကပဲအခက်ခဲတွေနဲ့ကြုံလာတဲ့အခါမှာလက်မလျှော့ဘဲစက်ပြီးကြိုးစားဖို့တွန်းအားပေးတာပေါ့ Chris ဆိုတာတအုပ်တယောက်ထဲရဲ့ကြိုးစားမှုအပေါ်မှာပဲမူတည်နေတာမဟုတ်ပါဘူးနော်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ကြီးပြင်းလာတဲ့ယဉ်ကျေးမှုကလည်းဇွဲလုံးလောက်ကိုအားပေးနိုင်တယ်လို့တာစီဟန်တာတာမျိုးလည်းဖြစ်နိုင်ပါတယ်ဥပမာ Chris ရှိတဲ့ကလေးတွေကိုဖြူးထောင်တဲ့မိဖတွေမှာပုံစံတစ်ခုရှိတယ်လို့ဆိုပါတယ် အဲ့ဒါကတော့အထောက်ပံ့အပြေဝပေးတယ်လို့တောင်းဆိုမှုလည်းမြင်မာတာပါပဲ။ခေါ်တဘက်ကစားသမားစတီဗီယန်ရဲ့ father ဟာပြည်ပြေဆုံးတဲ့ဥပမာတစ်ခုပေါ့။သူကတားကိုကြိုးစားဖို့တင်းတင်းကြပ်ကြပ်တောင်းဆိုခဲ့တယ်။ဒါကတောင်းဆိုမှု။ဒါပေမဲ့တချင်းတည်းမှာပဲတားကိုအားပေးဖို့အတွက်နိုင်ငံတစ်ဝက်လောက်ကိုကောင်းမွန်မိသွားခဲ့တယ်။ဒါကအထောက်ပံ့မှာဒီနှစ်ခုရဲ့ပေါင်းဆက်မှုကတကယ်ကိုအစွမ်းထက်ပါတယ်။ဒီသဘောတရားတွေကအလုခွင့်မလဲအတူတူပါပဲ။ JP Morgan Chase CEO ဖြစ်သူ Jamie Dimon ဟာ fortitude လို့ခေါ်တဲ့ဇွဲလုံလောက်ကို company ရဲ့အဓိကတန်မှုချစ်သတ်မှတ်ခဲ့တယ်။ပြီးတော့ဝန်ထမ်းတွေကိုမရက်မနာဆက်သွယ်ပြောဆိုခြင်းအပြင် grit ရှိတဲ့ယဉ်ကျေးမှုတစ်ခုကိုတည်ဆောက်ခဲ့တာပေါ့။ဒါကြောင့်ဒီတင်ပြချက်တစ်ခုလုံးကနေအထက်ကမှတ်သားရမယ့်အချက်ကတော့ grit ဆိုတာမွေးရပါအရေးချင်းတစ်ခုမဟုတ်ဘူးဆိုတာပါပဲ။ဒါဟာကျွန်တော်တို့ရဲ့တူချင်းစ조사မှုကျွန်တော်တို့ကိုပုံဖော်ပြတဲ့ပဝင်းကျင်တဲ့ယဉ်ကျေးမှုတွေကနေပေါက်ခွာလာတဲ့ရလဒ်တစ်ခုတည်းဖြစ်ပါရဲ့။ နောက်ဆုံးအနေနဲ့ဒီအစိုးလေးနဲ့ပဲအဆုံးတက်လက်ချင်ပါတယ်။ဒါဟာ Greek ရဲ့အနှစ်သာရကို အပြည့်အဝဖော်ပြနေတယ်လို့ချင်ပါတယ်။အောင်မြင်မှုဆိုတာတညာတယ်နဲ့ရတဲ့အရာမဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်းကိုယ့်ရဲ့အားနဲ့ချက်ကြီးကိုရင်ဆိုင်ရဲပြီးနောက်တနေ့မှပိုကောင်းအောင်ကြိုးစားရင်းနဲ့တရည်တည်းဒီဆောက်ယူရတဲ့ဇွဲလုံးလာရဲ့ရက်လက်တစ်ခုသာဖြစ်ပါတယ်။